Telegram မှာမတင်ကြတဲ့ link တွေဝင်လာရင်တရီထားပါကျွန်တော်အားလုံးမသိတဲ့ link တွေတော့မဝင်သင်မှန်းတော့သိကြရဲဒါပေမဲ့အဲ့ဒီ link တွေကကိုတိတဲ့သူတွေစီကနေလာပို့တာဆိုရင်တကယ်တမ်းတော့ဒီ link ကိုမိတ်ဆွေစီကိုပို့လိုက်တဲ့သူကတစ်ဖက်က account permission မဟုတ်ပါဘူးဒီလို link တွေကို phishing link လို့ခေါ်ပါတယ်ဒီထဲဝင်ပြီး phone number တွေ OTP ဖြည့်ပေးမိလိုက်ရင် မိတ်ဆွေရဲ့အကောင့်ကိုနောက်ခွဲရမတမာသူကနေပြီးတော့ access လုပ်လို့ရအောင်မှာဖြစ်ပါတယ်။ပြီးတာနဲ့ကိုယ့်အကောင့်ထဲမှာရှိတဲ့တခြားသူတွေအကုန်လုံးကိုဒီလို link မျိုးကိုထပ်ပြီးတော့တော့ပို့ပါတယ်။ဒီလိုနဲ့ပဲ권ဆက်တစ်ခုလိုမျိုးဖြစ်လာတယ်ပေါ့ဗျာ။အဲ့တော့ဗာဆက်ဖြစ်လဲဆိုတော့ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ Telegram အကောင့်ထဲကကွန်တက်မှာရှိတဲ့သူတွေအကုန်လုံးစီကိုကိုမပို့တဲ့ message တစ်စောင်နဲ့ link တစ်ခုစီဝင်သွားပြီးဖြစ်ပါတယ်။ကိုယ့်ရဲ့ Telegram အကောင့်ထဲမှာအထက်ရရှိရရှိရဆိုရင်တော့ညနာပူစရာကြီးစပြီးတော့ဖြစ်ပါတယ်။ဒုတိယအနေနဲ့ကတော့မိတ်ဆွေရဲ့အကောင့်ထဲကနေတစ်စင်းပို့လိုက်တဲ့ link တွေကို တခြား contact ထရသူတွေကလည်းဝင်ပြီးတော့ information တွေဖြည့်ပေးလိုက်ပြီမယ်ဆိုရင်တို့ရဲ့ account တွေလည်းပါသွားမှာပါနောက်တစ်ခါတို့ရဲ့ account နဲ့ရနေပြီးတော့လည်း Telegram contact ထဲမှာရှိတဲ့သူတွေအကုန်လုံးစီကိုဒီလို link အနေနဲ့ message တွေထပ်ပြီးတော့ပို့တယ်အဲ့လိုနဲ့ပဲဒီ queen site ကြီးကတဖြည်းဖြည်းနဲ့ကြီးလာပါတယ်တတိယ channel ရေးကြီးဆုံးကတော့ကိုယ့်ရဲ့ account ကအခုချိန်မှာဆိုရင်မတမာသူရဲ့လက်ထဲမှာလည်းရှိနေပြီဖြစ်တဲ့အတွက်ကိုယ့် account ကိုခိုးတောင်းလုပ်ပြီးတော့လိမ်စားတာတွေ spam message တွေပို့တာမျိုးတွေလုပ်နိုင်ပါတယ်အဲ့တော့အခုလိုဖြစ်လာပြီဆိုရင်စိုးရိမ်မလွန်မဲနဲ့ Telegram setting နဲ့က devices terminate all other sessions ဆိုတာကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ password တွေပါရထားပြီးတော့ two factor authentication ခံထားဖို့ဒီလို phishing link တွေဆိုတာကတော့ဟိုးရင်ထဲရတဲ့ရှိနေတာပါပဲ Telegram မှာလည်းအခုမှဖြစ်တဲ့ပြဿနာမျိုးတော့မဟုတ်ပါဘူးဘီရင်ထဲကလည်းဒါမျိုးကြီးပြန့်နေပြီးသားပါဒါပေမဲ့မသိတဲ့သူတွေကကြတော့ဒီ link နဲ့ဝင်လိုက်တဲ့အခါမှာ Telegram ရဲ့ official ပုံစံမျိုးနဲ့တပုံစံနဲ့ဆင်နေရဖြစ်တဲ့အတွက်ကိုယ့် information တွေကိုတွားပြီးတော့ဖြည့်မိနေတာရေးချောင်းမလို့ကြော်ပြီးတော့ကြော်ပြန်ပြန်တည်နေတဲ့အတွက် awareness ရအောင်လို့ video လေးလုပ်ပေးလိုက်တာဖြစ်ပါတယ်။ ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးပါ